ကဲအားလုံးပဲမင်္ဂလာပါဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော် iPhone SE second generation iPhone SE 2ပေါ့နော်ရှားပါလို့နေပါဆိုတော့အရမ်းပိုက်တယ်ဒီကောင်လည်းရဖို့မတွေ့ဘူးအလုံးကြီးအများကြီးရောက်ထားတယ်ဆိုတော့အလုံးကြီးများတဲ့အတွက်ဈေးတန်တန်နဲ့ရောင်းပေးမယ်ဆိုတော့အဲ offline ဖြစ်ရမယ် finger လည်းရရမယ်မှန်လည်း on man လည်းဖြစ်ရမယ်ဆိုတော့အဲ finger လဲရရမယ်မန်လဲ on မှာထူတုံးလဲရတာပေါ့เนาะဆိုတော့အကြောင်းကတော့3ရောင်ရှိမယ်ဆိုတော့အဖြူကတော့အဖြူကတော့3လုံးရှိမယ်အအနီကတော့3လုံးပဲပါမယ်ဆိုတော့ကဲထားပါတော့အကြောင်းလည်းထားပါတော့အလုံးတော့ offer ဆိုတော့ပြောချင်တာဒီ SC ရဲ့အားသာချက်ပေါ့เนาะအဲ့ဒါကိုကျွန်တော်မျှော်ဝေပေးချင်တယ်ဆိုတော့ SC ရဲ့ဟို account ပြီးအစိတ်ပြင်းဆိုတဲ့စကားတိုင်းပဲပေါ့เนาะ SE ကြိုက်ရလူကတက်တက်ကိုရှိတယ်ဘာလို့ဆိုတော့ SE က budget လည်းဖြစ်တယ် ပစ္စံလက်တက်တာတာပေါ့နော်သုံးထားတဲ့ performance သူ့ရဲ့ chipset ကအားကောင်းနေဗျဒီ SE2 မှာသုံးထားတဲ့ chipset က iPhone 11မှာသုံးထားတဲ့ A30 bionic chipset ကိုသုံးထားတယ်ဆိုတော့သူ့ရဲ့ performance တော်တော်ကောင်းနေဆိုတော့ပြောချင်တာကကျွန်တော်တို့ဒီ၄သိန်းဝန်းကျင်ပါဗျာဆိုတော့11ရဲ့ performance တိုင်းသုံးရမယ်ပြီးတော့ latest version လည်းရမယ်သူ့ရဲ့အားသာချက်ပေါ့နော်အဲ့ဒါချက်ကျွန်တော်အချက်နဲ့ပြောရမယ်ဆိုရင် latest version လည်းရမယ် အဲပြီးတော့ single လည်းနှစ်နှစ်ကတ်သုံးလို့ရနှစ်ကတ်ဆိုတာဒါ dual sin နဲ့ဟို physical sin e sin ဆိုတာတသက်ရှိတာပေါ့နော်ဒါရဲကျွန်တော်ရောက်နေအလုံးလေးကြတော့ one sin e sin ပေါ့နော်နှစ်ကတ်သုံးကြတယ်ဆိုရင် e sin နဲ့သုံးရမယ်ဆိုတော့သူ single နှစ်ကတ်သုံးလို့ရမယ်နောက်တစ်ချက်ကကြတော့ chipset သုံးထားတာက11မှာသုံးထားတယ် iPhone 11မှာသုံးထားတယ် A30 bionic chipset ကိုသုံးထားတယ်ဆိုတော့ performance လည်းကောင်းတယ် version လည်း latest version ရမယ်ဆိုတော့မိုက်တယ်ဗျဒီအဓိကကသူရဲ့ ဒီလိုပုံစံနဲ့လိပ်သက်စွာရှင်းသုံးရမှာပါနော်အရင်က home key design ကိုကြိုက်တယ်လို့သူကတော်တော်လေးအဆင်ပြေမယ်ကျွန်တော်ကတော့ဒီ stitch job လက်ထက်မှာထုတ်ခဲ့တဲ့ဒီ home key နဲ့ဆိုတော့တော်တော်လေးသဘောကျတယ်ဆိုတော့ကျွန်တော်တို့မှဒီ iPhone 8လေးကိုကိုင်ရအောင်ပေါ့နော်ဒီအောင်တော်တော်မိုက်တယ်ဆိုတော့ကဲဒါပါတော့အဲ့တော့ပြောချင်တာက SC2 ကတော်တော်လေး fine လေကျွန်တော်တို့ secondary ပဲကန်ကန်တစ်လုံးတည်းပဲဟိုကျွန်တော်တို့ social media တွေအကုန်ကြည့်လို့ရတယ်ဘယ်လိုပဲတော့အကုန်အဆင်ပြေတယ် ုံးထားတဲ့ chipset ကကျန်းတယ်ကြာဆိုတော့သူ့ရဲ့ပေးရတဲ့ဈေးနဲ့စောင့်ရမ်းတန်တယ်တတော်တန်တယ်အဲ့တော့အလုံးလေးရောက်ထားတော့လာဝယ်ကြပါအဲ့တော့ဈေးကတော့၄သိန်းခွင့်ချင်းနဲ့ရှိပါမယ်ကျွန်တော်ဈေးတန်နဲ့ရောင်းထားပေးပါတယ်အလုံးက offline ပါအလုံးလည်းတော့တက်တယ် factory ကတော့ဒီ80ဝန်းကျင်ပေါ့နော်80 80 90ဒါ original C တွေပါဆက်လုံးအောင်ဖွင့်ရသေးပါဘူးသူ့ရဲ့ original C တွေပါဆက်လုံးအောင်ဖွင့်ရသေးပါအဲ့တော့အာမခံတယ်ဆိုတော့ original factory original body နဲ့ရမယ်ဆိုတော့ ဲ့ SA2 လေးဆိုင်မှာရောက်ထားပြီကျွန်တော်လည်းမေးထားကြရတယ်။အမြန်လာယူကြပါ။နောက်ကြရင်ပေါ်ပါမယ်ဆိုတော့ SA2 တွေဝယ်ခြင်းလည်းဆိုရင်ဆိုင်ပြီးတာမခဲ့ကြပါ။အလုံးနဲ့တော့တက်မယ်နော်။ပေါ်ရီယာစမန်နေကစအော်မန်နဲ့အော်ပေါ်ရီပါ။ဖင်ဂါရဲအကုန်ရမယ်ဆိုတော့ကဲအားလုံးပဲ SA2 လို့ခြင်းလည်းဆိုဆိုင်လာခဲ့ကြပါ။ဈေးတန်တန်နဲ့ရောက်ပြပါမယ်။ကဲပြီးတော့ဒီဇင်ဘာလည်းရောက်လာပြီကျွန်တော်တို့အာကျွန်တော် ဒီနေ့ကအရန်ချမ်းတယ်ဆိုတော့နွေးနွေးထွေးထွေးနေကြပါကျမကြီးလည်းပြုလိုက်ကြပါဆိုတော့အားလုံးပဲ iPhone SE 2လို့ချင်တယ်ဆိုရင်ဆိုင်လာကြကြပါတခြား model တွေလည်းရှိတယ်နော်ဖုန်းတွေလို့ချင်တယ်ဆိုရင်လာကြကြပါကျွန်တော်စီမှာရောင်းလာတော့ iPhone offline data တော့ရောင်းပါတယ်ဆိုတော့ကဲဆိုင်မှာတွေ့ကြမယ်အားလုံးပဲနွေးနွေးထွေးထွေးနေကြပါအစီအစဉ်ကြပါစေကွက်လက်ပါ